Hello အားလုံးဝင်မင်္ဂလာပါကျွန်တော်ဒီနေ့လည်းအချိန်နည်းနည်းလေးပြပြီးတော့စာရင်းအများကြီးကျက်မယ်เนาะ Enduro ဟာတာလေးမျိုးလေးလာနေတာဖြစ်ပါတယ်အခုကအပိုင်း7ဖြစ်သွားပြီပေါ့เนาะအဲဒီနေ့က1101ကနေစာမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်လေးလာမယ့်စကားလုံးလေးတွေကကြတော့ခိုင်းရှာကုမ္ပဏီနဲ့ပတ်သက်တဲ့စကားလုံးလေးပေါ့เนาะကျွန်တော်ကုမ္ပဏီအကြီးကြီးတွေကိုဂျပန်လိုဆိုလို့ရှိရင်သူက Daiichi Kyo ဆိုပြီးတော့ခေါ်တယ်ပေါ့เนาะ Daiichi Kyo အဲ့တော့အရင်ဆုံး Kyo ဆိုတဲ့အကြောင်းလေးကိုပြောရအောင် Kyo business လုပ်ငန်းကြီးတွေကို Kyo ဆိုပြီးတော့ခေါ်ပါတယ်ခိုင်းရှာကကြတော့ Jazz Company ပဲသူ ါကြတော့ company ပဲပေါ့နော်ဒါပေမဲ့လုပ်ငန်းကြီးကြီးလုံးဝပေါ့နော်တတိယရှာလုပ်တဲ့လုပ်ငန်းတွေပါလေဆိုလို့ရှိရင် key girl ဆိုပြီးတော့သူကခေါ်တယ်အဲ့ key လေးရဲ့ key လေးကကြတော့သူကခူဝါဒတဲရုဆိုပြီးတော့ခွန်ရုံမိလေးရှိတယ်ပေါ့နော်မမှတ်ထားလဲတော့ကိစ္စမရှိဘူးခူဝါဒတဲရုအဲ့လိုမျိုးဖန်တီးတယ် plan ရေးဆွဲတယ်ဆိုတဲ့စကားလုံးလေးကျွန်တော် key ခခုစုရုဆိုတဲ့ vocabulary ကတော့သိရမယ် ခိခခုစုရခိခခုစုရဆိုတာကပလန်ချတာအဲ့တော့ကျွန်တော်အရင်တော့တည်ထားတဲ့ပလန်တစ်ခုရှိတယ်ယော်တေးဆိုတဲ့ပလန်အဲ့တော့ဘာကွာလဲဆိုတော့ယော်တေးကကြတော့ယော်တေးကအတုဆိုလို့ရှိရင်ဒါပလန်ရှိတဲ့အစီအစဉ်ရှိရခဏနေဘာလို့ဆရာရှိတယ်ဆိုတဲ့တသေးလေးကိုပြောတာပေါ့နော်ဒီခိခခုကမြန်မာလိုဆိုလို့ရှိရင်အဲပို့ပြီးတော့နားလေလွယ်သွားပြောမယ်ဆိုလို့ရှိရင်စီမံကိန်းပေါ့နော်သူကအထဲမှာတည်တည်ချာချာပလန်တွေကိုရေးဆွဲပြီးတော့ဒီကျွန်တော်ဒီမှာဆန်ရီယာခုလို့ခေါ်တဲ့ စံရီယာခုလို့ခေါ်တဲ့ strategy တွေပေါ့နော်အဲဘာတွေဘာနီးပြူဟာတွေကိုရေးဆွဲပြီးတော့ဘာပြင်ဘာလုပ်မယ်ဘာပြင်ဘာလုပ်မယ်ဆိုပြီးတော့အဲ့လိုမျိုးရေးဆွဲတဲ့ plan စီမံကိန်းကိုကြတော့ခိခခုစုတူဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့ဒီကနေစလာတဲ့ခိကျော်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ခိကျော်ကကြတော့ business လုပ်ငန်းကြီးတွေကိုပြောတာအဲ့တော့ကျောင်းမှာဆိုလို့ရှိရင်ဒီ dai ခိကျော်ဆိုတာရှိတယ်ပေါ့နော် dai ခိကျော် company ကြီးတွေပေါ့ dai ခိကျော်ကကြတော့သူကလေ company ကြီးဆိုတာကဥမာ12တက်တိုက်ကြီးဖြစ်နေရမျိုးမိုးမြော့တိုက်ကြီးဖြစ်နေရအဲ့ဒီအဆောက်အဦးကိုပြောတာမဟုတ်ဘူး င်တန်းအရေးအတွက်တို့ပြီးလို့ရှိရင်ဥမာတို့ရဲ့ service ကိုဘယ်သူတွေကသုံးနေရလဲတို့ပါတို့ပေါ့နော်မြန်မာနိုင်ငံမှာဆိုနားလည်လွယ်အောင်ပြောမယ်ဆိုကျွန်တော်ဒီ telecommunication ပေါ့နော် sim card company တွေပြီးလို့ရှိရင်ဥပမာ wave တို့ kbz တို့အဲ့လိုမျိုးဆိုလို့ရှိရင်ဒါ company ကြီးတွေထဲမှာပါတယ်ပေါ့နော် daiki kyo daiki kyo ရဲ့စန့်ကျင်ဘက်စကားလုံးလေးက chu shaw ki kyo ဆိုပြီးတော့ခေါ်ပါတယ်သူကနှစ်ခုပေါင်းပြီးတော့ခေါ်တာပေါ့နော် english လို့ဆိုရင်လည်းကျွန်တော်က small and medium ဆိုပြီးတော့ပေါင်းပြီးတော့ခေါ်တယ်ပေါ့နော် chu shaw ki kyo အဲ့တော့ အဲဒါခိကရောသူရဲ့စံကျင်ဘက်ကချူရှော့ခိကရောအဲ့နှစ်ခုပဲရှိမှာเนาะဒါမျိုးလေးမှတ်ထားပေးမယ်ပြီးရင်ကျွန်တော်တို့မှာဒီဆိုရှိခိဆိုတဲ့ပေါ်ကတ်မျိုးလေးရှိမယ်ဆိုရှိခိဆိုတာက organization ကိုပြောတာ organization အဖွဲ့အစည်းတွေကိုပြောတာပေါ့เนาะအဲ့ဒါအရှိမှာတစ်ခေါက်ပြောဖူးတယ်ထင်တယ်ဆိုရှိခိဇုဆိုပြီးတော့ဒီလိုမျိုးပေါ်ကတ်မျိုးလေးဆိုရှိခိဇုဆိုရှိခိဇုဆိုတာက organization structure ကိုပြောတာကျွန်တော်ယုံမှဆိုလို့ရှိရင်မှာရှာချောရှိမယ်တထေးပေါ့เนาะ CEO ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာဒီဘူချောဆိုတဲ့ department head တွေရှိမယ်ပြီးလို့ရှိရင် ်ခချောလို့ခေါ်တဲ့အာဆက်ရှင်ဟက်တွေရှိမယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့ဒီအောက်မှာဆိုလို့ရှိရင်ခခါရီအင်းလို့ခေါ်တဲ့ဒါတာဝန်ခံနေရှိမယ်ပေါ့နော်အဲ့လိုမျိုးအဆင့်အဆင့်အဆင့်ရုံးနေမှာဆိုလို့ရှိရင်ဒီယာဒူးတွေရှိတယ်ပေါ့နော်အဲ့ဒီယာဒူးတွေကိုအဲဘဒူးကဘဒူးလက်အောက်ကဘာညာဘာညာဆိုတဲ့ဥစ္စာမျိုးဆွဲထားတဲ့ပုံရှိတယ်ပေါ့နော်ဒါကွန်မြူနတီတိုင်းတော်တော်ဟို ကုမ္ပဏီကြီးတွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးဇယားရှိပြီးသားပေါ့နော်အဲ့ဒါကိုဆိုရှိကီစုအဲဘာသာပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒါအဲဖွဲ့စည်းတိပြတိဆောက်ပုံဇယားပေါ့နော်မြန်မာလိုကြီးပြန်လာရင်တော့မကောင်းဘူးဒါပေမဲ့ organization structure ဆိုပြီးတော့ခေါ်ကြရပေါ့နော်အဲ့တော့ဆိုရှိကီစုဆိုတဲ့ပေါက်ကတ်မျိုးလေးမှတ်ထားပေးပါဆိုရှိကီရဲ့ ရှိခိလီယာအိုဒုရက်လုတ်တဲ့ဆွဲစကားလုံးလေးနော်ဒါလေးရှိပါတယ်ပြီးကြုံးမှာဒီဂျူကျော်အင်းလို့ခေါ်တဲ့ဘောကတ်မျိုးလေးထပ်ပြီးတော့မှတ်ရတယ်အန်တူရောက်လာပြီဖြစ်တဲ့အတွက်ဂျူကျော်အင်းဆိုတာကဝန်ထမ်းတွေပြောပါဘောနော် employee တွေကိုပြောတာအမြဲတမ်းဝင်ထမ်းနေတို့အဲ့လိုမျိုးပေါ့နော်အဲသူကဂျူကျော်အင်းလို့ပြောလိုက်သူကအမှအကြာကြီးအလုပ်လုပ်တဲ့သူမျိုးတွေကိုပို့ပြီးတော့အဲ တက်ရောက်တာများတယ်ပေါ့နော်အကုန်လုံးကတော့ဒါရှာအင်းပေါ့ဝန်ထမ်းတွေအကုန်လုံးပဲပြောရှာအင်းလို့ပြောလိုက်ရင်ကြာတော့အရင် general ဆန်တယ်အဲ company ဝန်ထမ်းဖြစ်သွားတယ်ပေါ့နော်ခိုင်ရှာအင်းပေါ့နော်ခိုင်ရှာအင်းရှာအင်းလို့ပြောလိုက်ရင်နည်းနည်း general ဆန်တယ်ဂျူကျော်အင်းဆိုလို့ရှိရင်တို့မှရပိုင်ခွင့်နေပါရှိတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဂျူကျော်အင်းအဲဝန်ထမ်းဆိုတဲ့ပေါ့ကမျိုးလေးတွေမှတ်ထားပေးပါ company မှာပေါ့နော်ယာတူးကြီးကြီးပေါ့နော်အဲအထက်ပိုင်းကသူတွေဆိုလို့ရှိရင်ဂျူယခုဆိုပြီးတော့ခေါ်တယ်ဂျူယခုပေါ့နော်အဲ တချို့ community တွေကြတော့ဒီလိုမျိုး shock cause ဆိုပြီးတော့ခေါ်တာမျိုးတွေလည်းရှိတယ်။အဲဒီယာတူကြီးတဲ့အဲ့လိုမျိုးပေါ့နော် management လုပ်တဲ့သူတွေကို shock cause ဆိုပြီးတော့ခေါ်တာမျိုးလေးလေးရှိတယ်။ shock cause ရဲ့ shock cause လေးကကြတော့ဒီ shock cause ပါလုပ်ငန်းခွင်ဆိုတဲ့စကားလုံးလေးပေါ့နော်။အဲ့ဒီမှာပါတဲ့ shock cause လေးဖြစ်ပါတယ်။ကျွန်တော်အရှိမဆိုလို့ရှိရင်အဲ shoe shock cause အလုပ်ဝင်နေတို့ဘာတို့မှာပါတဲ့ shock cause လေးပေါ့နော်။အဲ့တော့ဒီ shock cause လေးကိုမှတ်ထားပေးမယ်။ဒီ shock cause လေးရဲ့စစောကလေး so shiki မှာပါတဲ့ဒီ shiki လေးကလွဲလေးလွဲထားရှိတယ်နော်။အဲ့တော့ခန်းကြီးအပြင်ဒါလေးကိုအဲတိတိ ချာချာကွဲအောင်ကြပြီးပါတော့အရှိကဆိုရှိကီကကြောင့်ဤတူလေးနဲ့ဒီမှာပေါ့နော်ရှော့ခုပါကြတော့အရှိကမိမိလေးဖြစ်နေရောအဲ့ဒါလေးကိုတည်ထားမယ်နှစ်ခုလုံးအန်တူစကလုံးလေးဖြစ်နေတဲ့အတွက်လွဲနိုင်ရင်ရှိတယ်ပေါ့နော်ရှုစေစုတူဆိုတဲ့ပေါက်ကတ်မျိုးလေးကျောင်းမှာရှိတယ်ရှုစေစုတို့ရှုစေစုတို့ဆိုတာကအဲဒီစကလုံးလေးနဲ့ပတ်သက်ပြီးတော့စအရှိရေးဖူးတယ်ဟိုငငယ်တော့ကပေါ့နော်ဥပမာ ကျွန်တော်ဘဝမှာအောင်မြင်တာတို့ပါလို့ဆိုလို့ရှိရင်တို့ဒီ60စုတို့ဆိုပြီးတော့တုံးတယ်ရုံးမှာဆိုလို့ရှိရင်အဲရာထူးတိုးတာတို့အဲကို့အတိမတ်ပြုခံရတာတို့ပါလို့ဆိုလို့ရှိရင်လည်း60ဆိုပြီးတော့တုံးတယ်ပေါ့နော်တို့ဒီ60အကြောင်းနည်းနည်း general ဟို west ဟို general စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့လိုတို့ကဒီရာထူးတိုးတာတွေနေမဟုတ်ဘဲနဲ့တခြားအောင်မြင်တာတို့ပါလို့ပေါ့နော်တို့က success in life ဆိုတဲ့အတိတ်ပဲမျိုးနဲ့ဘဝမှာ success ဖြစ်တယ်ဆိုလို့ရှိရင်ဒီ60ဆိုတဲ့ဘောကမျိုးလေးနဲ့တုံးလို့ရတယ်တကယ်တကယ်ရုံးမှာရာထူးတိုးတာကြတော့ short ရှင်းဆိုပြီးတော့တုံးပါတယ်ရှောရှင်းဆိုတဲ့စကားလုံးလေးရှောရှင်းရဲ့ရှောလေးကလေဒီဟိကနော်ဘူဒုရဲ့နော်ဘူဒုလေးဒီလားနော်ဘူဒုဆိုတဲ့စကားလုံးလေးเนาะအဲ့တော့ဟိုဘော့ကပ်လေးလည်းတခါတည်း ခွန်ယုံမီလေးပါမှတ်ထားမယ်เนาะနော်ဘူတုနော်ဘူတုဆိုတဲ့စကားလုံးလေးရှောရှင်ရှောရှင်ဆိုတာကယာတုတူတာပေါ့เนาะအဲ့တော့ယာတုတိုးသွားတဲ့ကျေးဇူးတင်ပါတယ်ဆိုလို့ရှင်ကိုရှောရှင်ဦးမဲတဲ့တူကိုဆိုင်မောဆိုပြီးတော့ပြောပြလို့ရတယ်အဲ့တော့ဒီဘောကပ်ကလေးဒါဘာလို့မဆိုယာတုတိုးချင်တယ်လေเนาะယာတုတိုးချင်မယ်ပဲယာတုတိုးတဲ့ဘောကပ်မသိဘူးဆိုလို့ရှင်ဒါမကောင်းလေเนาะအဲ့တော့အဲ့ဒါလေးမှတ်ထားပေးပါအဲ့ဒီရှောလေးကနော်ဘူတုဖြစ်တဲ့အတွက်ရှောခတ်ခုတို့ပါလို့လည်းသုံးတာမျိုးလေးရှိတယ်အဲ့တော့ရှောခတ်ခုရဲ့ခတ်ခုလေးကဘယ်မှာမြင်ဘူးတာလဲဆိုတော့ဂောခတ်ခုတို့ပါတော့မှာမြင်ဘူးတာဂောခတ်ခုဂောခတ်ခုဆိုတာကစာမောပဲအောင်နေဆွဲစကားလုံးလေးအဲ့တော့ ျွန်တော်ပြောဖူးတယ်လို့တော့ထင်တယ်ဒီဂေါခခုရဲ့ခခုလေးကသူက rank ascent ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဂေါခခုဆိုရင်သူတို့တတ်မှတ်ထားတဲ့ ascent မှာကျွန်တော်တို့ကကိုက်ညီသွားတဲ့အတွက်စာမိုးပွဲအောင်နေဆိုပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့် short ခခုဆိုလို့ရှိရင်ရာထူးတိုးတယ်အဲဒီခါကျရင် rank နောက်ထပ်သစင်ကိုတက်သွားတယ်လို့ပါလို့ဆိုလို့ရှိရင် short ခခုဆိုပြီးတော့တောင်းနေပေါ့နော်ဒီလိုမျိုးဘောကမျိုးလေးမှတ်ထားမယ် tankin ဆိုတဲ့ဘောကပလီကတော့ဒါအားလုံးကြားဖို့မယ် tankin ဆိုတာက အလုတ်ပြောင်းတာပေါ့နော်ဒီအလုတ်ကနေပြီးတော့အဲတခြားနေရာအလုတ်ပြောင်းတဲ့ဥစ္စာမျိုးတန်တန်ခင်းပေါ့နော်ဒါပေမဲ့တန်ရှော့ကူတို့ဘာလို့သုံးတာမျိုးကြီးလဲရှိတယ်တန်ရှော့ကူကကြတော့သူကဥပမာပေါ့ဟိုမတူတဲ့ business ပေါ့နော်ဒီအလုတ်ကနေပြီးတော့ထွက်ပြီးတော့တခြားမတူညီတဲ့ business ကိုဘာလို့အလုံးက short ခူကြီးပါပြောင်းသွားပြီဆိုလို့ရှိရင်တန်ရှော့ကူဆိုပြီးတော့သုံးတာမျိုးရှိတယ် company တွေဘာပြောင်းသွားပြီဆိုလို့ရှိရင်လည်းဒါ tank shock ကူဆိုပြီးတော့သုံးတာမျိုးကြီးလဲရှိတယ်ပေါ့နော်အဲ့မှာလေတတိထားမှာဒီလိုမျိုး short ခိုးဆိုတဲ့ပေါက်ကတ်မျိုးလေးရှိတယ်ဒီလား short ခိုးဆိုတဲ့ဥစ္စာမျိုးလေးဒါမျိုးလေးတွားကြောက်လေအဲ့လိုတနည်း ဲ့ရောက်သွားပြီးတော့တာဝန်ထမ်းဆောင်တာတို့ပါလို့ဆိုလို့ရှိရင်လှုပ်ထွက်တာတော့မဟုတ်ဘူးပေါ့နော်တခြားနေရာကိုသွားပြီးတော့တာဝန်ထမ်းဆောင်တာတို့ပါလို့ဆိုလို့ရှိရင်ဒီရှုတ်ခိုးတို့ပါလို့သုံးတာမျိုးလေးလည်းရှိတယ်အဲ့တော့ဒီလိုပေါ့ကတ်မျိုးလေးမှတ်ထားပေးမယ် ပြီးရင်ကျွန်တော်တို့မှာဟိုအရင်တော့ပြောခဲ့ဘူးတယ်ဒီလိုမျိုး tension fullness ဆိုတဲ့ပေါက်ကမျိုးလေးရှိတယ်ဒါကြတော့တခြားနေရာကိုပေါ့နော်မိသားစုမပါဘဲနဲ့ကိုတယောက်တည်းအလုပ်တောင်းဝင်တော့ထန်ဆောင်တာ tension fullness ဒီလိုပေါက်ကပလေးရှိမယ် UQ ဆိုတဲ့ပေါက်ကပလေးမှတ်ထားပေးမယ် UQ UQ ဆိုတာကလစာရရတယ်ဆိုတဲ့အဓိပ္ပာယ် UQ ရဲ့ Q လေးကကြတော့ curio ဆိုတဲ့လစာဆိုတဲ့ပေါက်ကပလေးမှာပါတဲ့စကားလုံးလေးဖြစ်တယ် UQ နဲ့ MQ ဆိုပြီးတော့ရှိမယ်ပေါ့နော် MQ MQ ဆိုလို့ရှင်လစာမရဘူးပေါ့နော်သူ့ရဲ့အနောက်မှာအမြင်နဲ့အတွဲလိုက်လေးလိုက်တဲ့ဒါကဒီ Q က ဆိုပေါ့ကပ်လေး QQ ဆိုတာက leaf ပေါ့နော်ခွင့်ကိုပြောတာအဲ့ဒါကြောင့် UQQ ကဆိုလို့ရှင်လာစာရခွင့်အဲ mu QQ ကဆိုလို့ရှင်လာစာမရတဲ့ခွင့်ပေါ့နော်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့မှာဒီ mu Q လို့ရေးတဲ့အခါကျရင်ဒီလိုမျိုးလေးရှိရဖြစ်တဲ့အတွက်တတိထားမှာဒီအောက်မှာရေးလိုက်တဲ့ပေါ့ကပ်လေးဆိုလို့ရှင်သူကရဆုမှုခန်းကြီးလေးနဲ့ဖြစ်တဲ့အတွက် mu Q ဆိုလို့ရှင်မနာဘူးအနာရက်မရှိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့ဒါကြောင့် nan chu nan ju mu Q ဆိုပြီးတော့ဒီလိုမျိုးပေါ့ကပ်မျိုးလေးတွေ့ရတတ်တဲ့ nan ju mu Q ဆိုလို့ရှင်တစ်နှစ်ပတ် လုံးတစ်နှစ်ပတ်လုံးဆိုင်ဖွင့်ပါတယ်ပဲပည့်ရမရှိဖွင့်ပါတယ်ဆိုရယ်ပေါက်ကတ်မျိုးလေးပေါ့နော်အဲ့ဒါမျိုးလေးတချို့ဆိုင်တွေမှာကတ်ထားမျိုးလေးတွေ့ရတတ်တယ်ပေါ့နော်ဒီဟာမျိုးလေးမှတ်ထားပေးမယ်ပြီးကျွန်တော်တို့မှာဂျင်းဆိုင်ဆိုပြီးတော့ခေါ်တယ်ဂျင်းဆိုင်ဆိုတာက HR ကိုပြောတာ Human Resource ပေါ့နော်လူတွေအကုန်လုံးကဒါ အလူသားရင်းမြစ်ရေးရာဌာနဆိုပြီးတော့ဂျင်းဆိုင်ဆိုပြီးတော့အဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုးကျွန်တော်ဂျင်းကြီးဘူးဆိုပြီးတော့ခေါ်တယ်အရင်တော့အကြောင်းနေတက္ကသိုလ်တွေဘာတွေမှာဆိုလို့ရှင်လဲရှိတယ်ကုမ္ပဏီတိုင်းမှာတော့ဒီဂျင်းကြီးဆိုတာရှိတယ်ပေါ့နော်အဲ့ဂျင်းကြီးဆိုတာကတော့ HR ပေါ့နော် Human Resource Management ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့တုံးတယ်အဲ့တော့လူတွေအကုန်လုံးပေါ့နော်ဥပမာကျွန်တော် စားစရာတွေဘာတွေဆိုလို့ရှင်လဲဒါရှော့ခူစားကြီးဆိုလို့ရှင်ဒါစားစရာတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့လူတွေဖြစ်တဲ့အတွက်လူတွေကလည်းဒါကုန်ကြမ်းနေပဲဘာလို့လဲဆိုတော့ဒီလူတွေကပစ္စည်းတွေကိုထုတ်လုပ် ုတ်ပေးတယ်ဖန်တီးပေးတယ်ချက်ပြုတ်ပေးတယ်အဲ့ဒီအတွက်ဒီလူတွေကလည်းရင်းမြစ်ပဲပေါ့နော်လူသားရင်းမြစ်တွေဖြစ်တယ်အဲ့တော့ဒီဂျင်းဆိုင်ဆိုတဲ့ဘောကမျိုးလေးရှိမယ်အဲ့ဒီလူသားရင်းမြစ်တွေကိုထိန်းချုပ်တဲ့သူတွေပေါ့နော်အထိန်းချုပ်တယ်ဆိုတာထက်အဲ့လိုမျိုးပေါ့နော်ခန့်အပ်တယ်အခန့်နဲ့ဖြုတ်တယ်ဆိုတဲ့အလုပ်တွေကိုလုပ်တာဘယ်လိုရလုပ်တာလဲဆိုတော့ဒီဂျင်းကြီးဘူးလို့ခေါ်တဲ့ HR department ကနေလုပ်တာပေါ့နော်ဂျင်းကြီးဆိုရင် HR ပေါ့နော်အနောက်ကဘူးပါရဲဆိုလို့ရှိရင် HR department ဆိုပြီးတော့ဖြစ်သွားတယ်ဒီလိုမျိုး မျိုးပရော့ကပ်လေးမှတ်ထားပေးမယ်ပေါ့နော်။ယုံမှဆိုလို့ရှိရင်ကျောင်းမှာဒီစိုးမှုဆွဲပေါ့ကပ်မျိုးလေးလည်းရှိတယ်။ admin ဆွဲစကားလုံးလေး admin လို့ပြောလိုက်လို့ရှိရင် Facebook page ကိုကိုင်တဲ့ admin ကိုပြောတာမဟုတ်ဘူး။ဒီစိုးမှုကအဲအတိတ်ပဲတော့အတူတူပဲပေါ့နော်။ဒီယုံနဲ့ပတ်သက်တဲ့အထွေထွေပေါ့ဥမာ toilet တွေကတ िश ူးကုန်သွားတာအစားဒီစိုးမှုမှာသွားပြီးတော့သူတို့အကုန်လုံးပေါ့နော်။ကျောင်းမမြင်နေရတဲ့နေရာတွေမှာအလုပ်တွေကအများကြီးရှိနေရပေါ့နော်။ အဲ့တော့အထွေထွေပေါ့အဲ့အထွေထွေဆိုရဘောကဘလူးလေးအနေနဲ့အထွေထွေကြီးရဌာနဆိုးမှုဘူးဆိုပြီးတော့ခေါ်တာမျိုးလေးရှိတယ်။ဆိုးမှုရဲ့ဆိုးလေးကကြောက်ကြောက်မြင်ဘူးနေရပမာမြင်ဘူးနေရလဲဆိုတော့ဒီဆိုးမတုံးမဲမှာပါတဲ့ဆိုးမတုံးမဲသူကအထွေစုပေါင်းလိုက်တယ်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့ဒါကြောင့်အဲဆိုးဆိုရဘောကမျိုးလေးရှိတယ်ပေါ့နော်ဒီလိုမျိုးဆိုးကောပြောအင်းတို့ဘာလို့ဆိုလို့ရှိလဲဒါအထွေထွေယောဂကုဆေးယုံတို့ဘာလို့ဒီလိုမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့အဲဆိုးလေးရဲ့ ဆိုးလေးကဘာလေးနဲ့ဆင်နေရလဲဆိုတော့မတူပဒင်းပေါက်လေးနဲ့ဆင်နေရပါဒါပေမဲ့မတူဘူးเนาะအဲ့တော့တတိထားပြီးတော့ကြည့်မယ်ပေါ့အဲ့တော့ဒီလုပ်ငန်းခွင်နဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့မှာဒီလုပ်ငန်းရဲ့ရလက်တွေကိုဂျောဆက်ခီဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဂျောဆက်ခီအရင်တော့ကွာဆာမွေးဖြေလိုက်လို့ဆာမွေးရဲ့အမှတ်ကိုကျွန်တော်ကစိတ်ဆက်ခီဆိုပြီးတော့ရလက်ဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့လုပ်ငန်းရလက်တွေပါလို့ဆိုလို့ရှိရင်ဂျောဆက်ခီဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒါမျိုးလေးမှတ်ထားမယ်ပေါ့နော်ကုမ္ပဏီတိုင်းမှာသူကလေဒီလိုမျိုး 資本金それ嘘しいで。資本金 ဟွန်ခင်ရှီဟွန်ခင်ဆိုတာကကပီတယ်ကိုပြောတာအဲ့တော့ကျွန်တော်ပြောလိုက်တဲ့ဘောကပ်တီးကဒါကိုနဲ့ဆိုင်နေဖြစ်မယ်မဆိုင်နေဖြစ်မယ်ဒါပေမဲ့ကိုတိထားတဲ့အရာတွေအကုန်လုံးကကိုနဲ့ဆိုင်နေအကြောင်းအရာတွေဖြစ်လာမှာဖြစ်တဲ့အတွက်အဲ့တော့ရှီဟွန်ခင်ကပီတယ်ကပီတယ်ဆိုတာဘာလဲမသိဘူးမသိဘူးဆိုလို့ရှင်မကြော်သွားပဲနဲ့အကပီတယ်ဆိုတာဘာလဲရှာဖတ်ကြည့်အဲ့ကြလို့ရှင်ဒါကိုကလုပ်ငန်းနဲ့ပတ်သက်တဲ့ဘောကပ်တီးပါထပ်ပြီးတော့တိလာလိမ့်မယ်ပေါ့နော်အဲ့တော့ယင်းနှမြုံနံငွေမတီငွေဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ရှီဟွန်ခင်ရှီဟွန်ခင်ရဲ့ရှီလီကဘာမှမြင်ဘူးနေရလဲဆိုတော့အဲရှီရီယောတို့ဘာတို့မှကျွန်တော်မြင်ဘူးနေရဘောကပ်လေးပေါ့နော်ဒါကတော့ ဖို့ကပ်အရာပြောတာရှီဟွန်ခင်းစွာကကုမ္ပဏီတစ်ခုရဲ့ကပီတယ်မာတီယင်းနီမြုပ်နှံငွေကိုပြောတာဖြစ်ပါတယ်အဲ့တော့ယင်းနီမြုပ်နှံနဲ့ဆိုရယ်ဘောကပ်လို့ဂျပန်လို့ဆိုလို့ရှိရင်တိုးရှိဆိုပြီးတော့ခေါ်တယ်တိုးရှိရဲ့တိုးလေးကဒီနာဂဲရုပြစ်တယ်ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ရှိလေးတွေပါနေရပေါ့နော်အဲ့တော့ဒီလိုဘောကပ်လေးတွေဒါတည်ထားပေးဖို့လိုအပ်ပါတယ်ကျောင်းမှာဒီလိုမျိုး hoshin ဆိုရယ်ဘောကပ်မျိုးလေးရှိမယ် hoshin hoshin ဆိုတာက policy ပေါ့နော်မူဝါဒတွေလမ်းစဉ်တွေ hoshin အဲ့ဒါအကုန်လုံးကို hoshin ဆိုပြီးတော့ခေါ်တယ် အဲကျောင်းရုံတွေပိုင်းမှာဆိုလို့ရှိရင်အဲ့လိုမျိုးဟိုးရှင်းတိုက်ကင်ဆိုပြီးတော့ဟိုပွဲတွေပိုင်းကျင်ပါမျိုးရှင်ပွဲဆိုတာထက်ပျော်စရာကောင်းတဲ့ပွဲမဟုတ်ဘူးပေါ့နော်လူကြီးတွေကအဲဒီနှစ်တော့ပိုင်းပိုင်းလုံမယ်ဆိုရဲဥစ္စာမျိုးအဲ့လိုမျိုးပေါ့နော်ဟိုဟောပြောတဲ့ဥစ္စာမျိုးပေါ့နော်ဟိုးရှင်းတိုက်ကင်ဆိုပြီးတော့ဒါမျိုးလေးရှိတယ်တိုက်ကင်အကြောင်းကျောင်းဟိုးရှင်းတော့တကယ် sport တိုက်ကင်တော့ပါလေတိုက်ကင်ခန္ဓာဆိုရဲအသေးပဲမျိုးလေးပဲပေါ့နော်ဒါမျိုးလေးရှိမယ်အဲ့တော့ကုန်ပစ္စည်းတွေကိုစေဟင်းဆိုပြီးတော့ခေါ်မယ်စေဟင်းကိုရဲ့ product တွေပေါ့နော်စေဆိုးဆိုလို့ရှင်ကကြတော့ထုတ်လုပ်တယ်ဆိုရဲစကားလုံးလေးဖြစ်ပါတယ်ပြီးရ ရင်အဲဥပမာပေါ့နော် UDR ကဲဆိုရယ်ပေါ့ကပ်လေးလက်မှတ်ထားပြီးတော့ UDR ကဲ UDR ကဲဆိုတာကလုပ်ငန်းတွေကုန်လုံးမှာတော်တော်လေးအရေးကြီးတဲ့အရာပါတယ်ပေါ့နော်သူက revenue ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်။ရောင်းရငွေပေါ့နော်ရောင်းရငွေအဲအမြတ်ငွေဆိုတာတဲ့အဲ့တော့ဒီနှစ်ဘလောက် အဲရောင်းရတယ်ရောင်းအားပေါ့နော်ရောင်းအားဆိုတဲ့စကားလုံးလေးကိုကပစ္စည်းမဟုတ်ရင်တော့မကိုယ့်ရဲ့ service ကဘယ်လောက်ထိအဲ့လိုကိုယ့်ဝင်ငွေရှာပေးလဲဆိုတဲ့အဲ revenue ကို UDR ခဲဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့ဒီမျိုးပေါက်ကမျိုးလေးလက်မှတ်ထားပေးပါ cost တို့ဘာလို့ကတော့ဒီလိုမျိုးပေါ့နော် cost တို့ဆိုပြီးတော့ရှိတယ်အဲ့တော့ cost တွေကို short ချမယ်လို့ဘာလို့ဆိုလို့ရှိရင် cost တို့စကူကန်းဆိုပြီးတော့တုံးတာဖြစ်တယ် cost down ဆိုပြီးတော့တုံးတယ်ပေါ့နော်စကူကန်း short ချသည်ဆိုတဲ့စကားလုံးလေးပါအရှိအကျတော့ Kzuru ဆိုတဲ့စကားလုံးလေးရဲ့ နောက်ကဟာလေးကကြတော့ hedu ဆိုရဲရောကြသည်ဆိုတဲ့စကားလုံးလေးအဲ့တော့ costo sakugan onegai shimasu ဆိုလို့ရှင်လုံးဝလုံးဝတက်လို့မရတော့ဘူး zu ka ဆိုလို့ရှင်ကကြတော့ costo zu ka ဆိုလို့ရှင်ဒါ cost တွေတက်သွားတာပေါ့နော်အဲ့တက်သွားတဲ့ cost တွေကို short ချရမယ်ဆိုရင် costo sakugan ဆိုတဲ့ bucket မျိုးလေးရှိမယ်ပြီးတော့အလုံးမှာဆိုလို့ရှင်ကျောင်းမှာဒီလိုမျိုး sanria khu ဆိုတဲ့ bucket မျိုးလေးအဲရှိမယ် sanria khu sanria khu ဆိုတာက knee view ဟာ strategy ကိုပြောတာပါအဲ့တော့မြန်မာမှာဆိုကျွန်တော် strategy first ဆိုပြီးတော့ကြားဘူးတယ်ဟုတ် အတိတ်ပဲကြာဒါနီးပြူဟာကိုအရင်ဆုံးချမယ်ဆိုရင်အတိတ်ပဲမျိုးပေါ့ဒါတိုက်ရိုက်ပါတာပြန်လိုက်တာပေါ့နော်သူတို့ရဲ့အတိတ်ပဲအလိုဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့ strategy ဆိုတဲ့စကားလုံးလေးကဂျပန်လိုဆိုလို့ရှိရင်ဆန်နီယာခုဆိုပြီးတော့တုံးပါတယ်ဆန်နီယာခုနော်မှတ်ထားမယ်နော်ဒီလိုမျိုး pocket လေးဒါတကယ်ကိုနှစ်ဖူးတွေ့တူတွေ့တွေ့ရတဲ့ pocket လေးဖြစ်တဲ့အတွက် အဲသူတို့ကြာတော့လေကျွန်တော်ကလေဒီလိုမျိုးတတကားဥတို့ပါတော့အဲ့လိုမျိုးခွဲပြီးတော့မကျက်စီချင်ဦးတိလားဒီ level မြင့်တဲ့ဘောကပ်လေးတွေကြောင့်အာ Sanria ku strategy ပေါ့နော်ဇိုက increase ဖြစ်တဲ့စာခုခန်း short ချတဲ့အဲ့လိုမျိုးအတွဲလိုက်လीပေါ့နော်အဲ့ဒါမျိုးလေးတွေကိုမမီစီချင်တယ်ပြီးကျွန်တော်တို့မှာဒီလိုမျိုးစွန်းတုခုဆိုတဲ့ဘောကပ်မျိုးလေးရှိမယ်စွန်းတုခုစွန်းတုခုရဲ့စွန်းလေးကကြာတော့စုကိုနာဥဆုံးရှုံးနေဆိုတဲ့စကားလုံးလေးဖြစ်ပြီးတော့စွန်းတုခုရဲ့တုခုကကြာတော့အေရုရရှိတယ်ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့စွန်းတုခုဆိုလို့ရှိရင်အရှုံးအမျက်ဆို ဲစကားလုံးလေးဖြစ်ပါတယ်ဆွန်တုတ်ခုဒါမျိုးလေးရှိမယ်ပေါ့နော်ပြီးရင်အဲအရှိမတော့ပါသွားပြီပြီဒီထဲမှာပြန်ပါနေရောပြန်ပြီးတော့နည်းနည်းပြောကြည့်အောင်မယ်ဒီ level ရောက်တဲ့အချိန်မှာမိတို့မဲတို့အတိအမှတ်ပြုတယ်တို့ပြီးလို့ရှိရင်တာရှိခမဲတို့တာရှိခမဲတို့အဲ တေချာအောင်လုပ်တယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ဥမာခခုနင်းတို့ပါတော့ပေါ့နော်ခခုနင်းဆိုတဲ့စကားလုံးလေးကအဲကျွန်တော်ဘာသာပြန်မယ်ဆိုလို့ရှိရင်ဒါ confirm ဆိုတဲ့စကားလုံးလေးပေါ့နော် confirm လုပ်ပေးပါအောင် confirm လုပ်ပေးပါအောင်အဲ confirm လိုက်ပါမယ်ပါညာအမြဲတမ်းပြောကြရဟုတ်အဲ confirm ဆိုတဲ့စကားလုံးလေးကခခုနင်းဖြစ်တယ်ဒီနေ့မှာအဲ106ခေါက်လောက်ပြောရမယ်စကားလုံးလေးဖြစ်တဲ့အတွက်ဒါလေးကိုခွန်ရောအော်ရောတစ်ခါမှတ်ထားပေးမယ်နော်အရှိမကျွန်တော်တွေ့ခဲ့တဲ့ဒီရှူးရှော့ခုရဲ့ရှူးလေးပေါ့နော်ရှူးရှော့ခုရဲ့ရှူးလေးကကြတော့သူကစခုဆိုပြီးတော့တုံးပါတယ်စခုအဲရှီကိုတိုနီစခု ုဆိုပြီးတော့တုံးတယ်ရှီကောတိုနီစခုဆိုလို့ရှင်ခန်းကြီးကြည့်မယ်နော်ဒီခန်းကြီးဆိုလို့ရှင်ရှီကောတိုနီစခုဆိုရုံးကိုရောက်သွားတယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားမယ်ရှီကောတိုနီအဲရှီကောတိုနီစခုဒီခန်းကြီးနဲ့ဆိုလို့ရှင်ဘာဖြစ်သွားလဲဆိုတော့အလုတ်ဝင်တယ်ဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ်တရက်ထဲကိုပြောတာမဟုတ်ဘူးပေါ့နော်ဒီအလုတ်ကိုလက်ခံပြီးတော့စတင်ပြီးတော့အလုတ်လုတ်ဖို့ဖြစ်လာတယ်ဆိုလို့ရှင်ဒီရှီကောတိုနီစခုဆိုပြီးတော့ဒီအောက်ကစခုလေးကိုတုံးတယ် တို့အများသောအဖြစ်ကကျွန်တော်ကဒီလိုမျိုးရှူးရှော့ခူးတို့ဘာလို့မှမြင်နေကြဆိုတော့ရှူးလို့ပဲသိတယ်ပေါ့နော်သူရဲ့ခွန်းရော့မေးကိုတော်တော်များများမိတ်သွားတတ်ကြအဲ့တော့အဲ့အရာလေးကိုမှတ်ထားပေးပါအီခိဂါရီဆိုတဲ့ပေါ်ကတ်မျိုးလေးရှိမယ်အီခိဂါရီအီခိဂါရီဆိုတာကကိုယ့်ရဲ့ရှင်သန်နေရတဲ့အတိတ်ပဲပေါ့နော်ကိုယ့်ရဲ့ အာ reason for living ပေါ့ကိုအသက်ရှင်တန်းနေရတဲ့ကိုရဲ့အတိတ်ဘာလဲဆိုတဲ့ဥစ္စာမျိုး ikigai ဆိုပြီးတော့သုံးတာမျိုးရှိတယ်။ yarigai ဆိုတဲ့ဘောကတ်မျိုးလေးရှိတယ်။ yarigai ဆိုတာလှုပ်ချင်ကိုင်းခြင်းစိတ်ဆိုတဲ့ဘောကတ်မျိုးလေးပေါ့နော်။အဲ့တော့အဲ့ဒါမျိုးလေးမှတ်ထားမယ်။ yume yume ကကြတော့ဒါအိမ်မက်ပေါ့နော်။အိမ်မက်တွေရှိတယ်။ yume ကို ida khu ဆိုလို့ရှိရင်ကျောင်းမှာမွေးအိမ်မက်တွေကိုပွေပိုက်ထားအိမ်မက်တွေတပွေတပိုက်ကြီးပေါ့နော်။ yume ကို ida khu ဆိုပြီးတော့ဒါလေးသုံးတယ်။ ida khu ရဲ့ ဤဓာခုလေးကအရှိမဗမာမြင်ဘူးနေရလဲဆိုတော့ဓာခုဆိုဘောကတ်မျိုးလေးနဲ့မှတ်ခဲ့ရ။ तू ကလေဓာခုဆိုပြီးတော့ဖတ်တယ်ဆိုလို့ရှိရင်လောကတယောက်နဲ့တယောက်နဲ့အဲ့လိုဖတ်လိုက်တာဗောနော်ခန္ဓာကိုယ်သားချင်းထိပြီးဖတ်လိုက်တဲ့ဥစ္စာမျိုးခေါ်တာ။တခါလေးကြလို့ရှိရင်ဓာခိရှိမဲတူတို့ဘာလို့ဆိုလို့ရှိရင်အပြန်လှန်ဗောနော်။အဲဓာခိရှိမဲတူဆိုလို့ရှိရင်အာ ဖတ်ပြီးတော့လေအဲ့လိုမတင်ကြက်နေအောင်ဖတ်ထားတဲ့ဥစ္စာမျိုးလေးပေါ့နော်အဲ့ဒါမျိုးဆိုဒါခီရှိမဲတူလို့ခေါ်တယ်အဲ့တော့ဤဒါခုလည်းတုံးတယ်ဒါခုလည်းတုံးတယ်ပေါ့နော်တော့ဘာနဲ့တူလဲဆိုတော့ဒီကျွန်တော်ဟိုအရှိတော်ကဒီဧကခုရေးဆွဲတယ်ဆိုတဲ့စကားလုံးလေးနဲ့ဧကခုကဒီမျိုးခခုဆိုပြီးတော့တုံးတာမျိုးလေးလည်းရှိရအဲ့လိုမျိုးလေးပေါ့နော်အတိတ်ပြရတော့အရင်မကွာဘူးဆိုပေမဲ့သူ့ရဲ့တုံးတဲ့နေရာလေးကနည်းနည်းလေး꿰သွားမျိုးလေးရှိတော့စာကြောင်းလေးပုံမှန်လိုက်ပြီးတော့꿰ပြီးတော့ချက်ထားပေးဖို့လိုအပ်တာဖြစ်ပါတယ်ရုံးမှာကျွန်တော်ခိုင်ကီဆိုပြီးတော့ meeting အစည်းအဝေးတွေကိုခိုင်ကီဆိုပြီးတော့ခေါ်တယ်အဲ့လိုအဲပုံမှန်ကျင်းပနေကြအစည်းအဝေးတွေ ပါတယ်ဆိုလို့ရှိရင် tei dei ဆိုပြီးတော့ခေါ်တယ်ပေါ့နော် tei dei kai gi ဆိုပြီးတော့အတွဲလိုက်လေးခေါ်တယ် tei dei kai gi အဲ့တော့ tei dei ရဲ့အတိတ်ပြာဘာလဲဆိုတော့ regular ဆိုတဲ့စကားလုံးလေးဖြစ်သွားပါတယ် tei dei နော် tei dei ဆိုတာက regular ကိုပြောတာ regular ဆိုတာပုံမှန်ပေါ့နော်အမြဲတမ်းကျင်းပနေကြပုံစံမျိုးပြောတာအဲ့တော့ကျွန်တော်မှာဆိုလို့ရှိရင်ဒီအဲယုံမှာဆိုလို့ရှိရင်နီချီကြီးဆိုတဲ့ဘောကမျိုးလေးရှိမယ်နီချီကြီး နေချီကြီးဆိုလို့ရှိရင်သူက daily ဆိုတော့ vocabulary ပါနေ့စဉ်ပေါ့နော်အဲနေ့စဉ်မဟုတ်ဘူးဆိုလို့ရှိရင်ရှူးကြီးဆိုပြီးတော့ရှိတယ်ရှူးကြီးဟိုခုခုဆိုလို့ရှိရင်ဒါဟိုတပတ်အပတ်စဉ်ပွေးရတဲ့အဥ္စာမျိုးပေါ့နော်ရှူးကြီး ိုခိုခိုဆိုရင်အဲဒီလိုမျိုးပေါ့နော်ဒါလေးရှူးကြီးဆိုရင်အတိတ်ပဲကကြတော့ weekly ဆိုတဲ့စကားလုံးလေးပေါ့နော်ရှူးကြီးဟိုခိုခုဆို weekly report ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ get ကြီးဟိုခိုခုဆိုလို့ရှိရင်တော့ get ကြီးဆိုလို့ရှိရင်သူက monthly report ဆိုပြီးတော့ရှိတယ်အဲ့တော့လေးလာအဲ၃လတခါပို့ရတဲ့ဥစ္စာမျိုးလေးလည်းရှိတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်ကရှီဟန်ခီဆိုပြီးတော့ခေါ်ပါတယ်ရှီဟန်ခီရှီဟန်ခီ ရှန်ကီဆိုရင်3လတစ်ခါပေါ့နော်သူကွာတာလီဆိုပြီးတော့ပြောအဲ့တော့ရှန်ကီကကြာတော့ကျွန်တော်ဒီတနှစ်ကို၄ခေါက်ပေါင်းလိုက်တော့ပေါ့နော်၄ခေါက်ပေါင်းလိုက်တော့တနှစ်3လေးရှိမှာပေါ့နော်ကွာတာလီဆိုရင်3လတစ်ခါဆိုရယ်ပေါ့ကမျိုးလေးရှိတယ်ပြီးကျောင်းမှာဒီနန်ကြီးဆိုရယ်ပေါ့ကမျိုးလေးရှိမှာပေါ့နော်နန်ကြီးဆိုလို့ရှင်တော့ဒါ yearly ဆိုရယ်အထိပ္ပယ်မျိုးလေးပေါ့နော်ဒါမျိုးလေးရှိတယ်တခါလေကြာရင်ဒီမျိုးခခုရှူးဆိုပြီးတော့ပေါ်တာမျိုးကြီးလည်းရှိတယ်ခခုရှူးခခုရှူးရဲ့ခခုလေးကတော့ကြော်တယ်ဆိုရယ်အထိပ္ပယ်လေးဖြစ်တဲ့အတွက်ခခုရှူးဆိုလို့ရှင်တပတ်ချားဆိုရယ်အထိပ္ပယ်မျိုးပေါ့နော်အဲ့တော့ဒီမျိုးပေါ့ကမျိုးလေးလ ည်းမှတ်ထားပေးမယ်အဲအစည်းအဝေးအစည်းအဝေးကိုခိုင်းကီးလို့ခေါ်တယ်တခါလေကျလို့ရှိရင်ဥချီအဝါဆဲဆိုပြီးတော့ခေါ်တာမျိုးလေးလည်းရှိတယ်ဥချီအဝါဆဲဥချီအဝါဆဲရဲ့အတိတ်ပဲကကြတော့အရန်ကြီးပေါ့နော် formal ကျွန်တော်တို့ဒီလိုမျိုးဂီကြီးတော့ခုလို့ခေါ်တယ်ဂီကြီးတော့ခုလို့ခေါ်တယ် meeting minutes တွေပေါ့နော်အစည်းအဝေးမှတ်တမ်းတွေပါရေးစရာမလိုတာမျိုးကြီးရှိတယ်ပေါ့နော်အဲ့တော့ပေါ့ပေါ့ပါပဲအဲဆွေးနွေးတဲ့ပုံစံမျိုးဆိုလို့ရှိရင်ဥချီအဝါဆဲဆိုပြီးတော့ခေါ်တာမျိုးကြီးရှိတယ်ပေါ့နော်အလုံးနဲ့ပတ်သက်လာကြုံမှဒီလိုမျိုး mentor ဆိုလို့ခေါ်တဲ့ interview ဆိုတဲ့ပုံကမျိုးလေးတွေရှိမယ် mandan ဆိုတဲ့ဥစ္စာမျိုးလေးရှိမယ် mentor နဲ့ mandan တွေကဘာကွာလဲဆိုတော့ mandan နည်းနည်းလေးဟိုအရင်ကြီး form မဆန်ဘူးပေါ့နော်ဒီ mentor ဆိုဆိုတည်တည်ချာချာကြီးကို form ဆန်ဆန်ကြီးလောက်ရတာမျိုးတွေရှိမယ်ပေါ့နော်အဲ့ဒါမျိုးလေးရှိမယ်ပြီးရင်အာကျွန်တော်တို့မှဒီလိုမျိုးပေါ့နော် ခုမှုဆိုဘောကံမျိုးလေးရှိတယ်ခုမှုဒီခုမှုလေးကဘယ်မှာမြင်ခဲ့တာလဲဆိုတော့အပေါ်မှာဆိုလို့ရှိရင်အဲဆိုရှိခိမှာမြင်ခဲ့တဲ့ဘောကပ်လေးပေါ့နော်သူကကျတော့ခုမှုဆိုတာကပုံမှန်ဆိုလို့ရှိရင်တော့ရစ်တယ်ပတ်တယ်ဆိုပေမဲ့ဥပမာပေါ့နော်ဟီတိုခုမိဆိုလို့ရှိရင်အဲဟူတာတီဟီတိုခုမိဆိုလို့ရှိရင်နှစ်ယောက် နှစ်ယောက်ကိုတဖွဲ့ဆိုရယ်စကားလုံးလေးဖြစ်သွားတယ်ပေါ့နော်ဒိုခုမီအဲ့တော့အဲဘယ်အဖွဲ့ညာအဖွဲ့အဖွဲ့ဖွဲ့ရာရယ်ဘာလဲဆိုလို့ရှိရင်ဒီလိုမျိုးခုမှုဆိုရယ်ပေါ့ကတ်မျိုးလေးလည်းတောင်းတာရှိတယ်ဒီဟီတိုကဒီဟီတိုမဟုတ်ဖယ်နဲ့ဒီလိုမျိုးလေးပေါ့နော်ဟီတိုဟီတိုဆိုရယ်ပေါ့ကတ်မျိုးလေးပေါ့နော်ဟီတိုခုမီဆိုရယ်ဒီမျိုးပေါ့ကတ်မျိုးလေးရှိပါတယ်အလုံးမှာဆိုရင်ကျွန်တော်တို့မှာဒီလိုမျိုးအီတိုင်းဆိုရယ်ပေါ့ကတ်မျိုးလေးရှိမယ်အီတိုင်းဆိုတာက request လောက်တာ request ဆိုတာကအဲအကူအညီတောင်းတာပေါ့နော် request ခန်းကြီးလေးရဲ့ e လေးကကြတော့သူက e zone လို့ခေါ်တဲ့ dependency ပေါ့နော်တယောက်ယောက်ကိုမှီခိုးတယ်တရှိတယ်ဆိုရယ် e zone စုစုဆိုရယ်မှီခိုးတယ်မှီတည်တယ် depend ဖြစ်တယ်ပေါ့နော်ဆိုရယ်ဘောကမျိုးလေးနဲ့တောင်းတဲ့ e zone ဖြစ်တယ်အဲ့ဒီမှာဆိုလို့ရှိရင် task say ဆိုရယ်ဘောကမျိုးလေးရှိမယ် task say ဆိုတာက reach ရောက်သွားတယ်ပေါ့နော်ကိုသွားချင်တဲ့နေရာကိုကိုရဲ့ပန်းတိုင်ကိုရောက်သွားရလို့ပါဆိုလို့ရှိရင် task say စုစုဆိုပြီးတော့တောင်းတယ်ပေါ့နော်အဲ့တော့ကိုရဲ့ပန်းတိုင်ကိုမုတ်ခုဟျောဆိုပြီးတော့ခေါ်တယ်ဆိုလို့ရှိရင် င်မခုပြောတဆေဆိုလို့ရှိရင်ဒါကိုယ့်ရဲ့သွားခြင်းနဲ့နေရပေါ့เนาะကိုယ့်ရဲ့ goal ကိုရောက်သွားပေါ့အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့ goal target ကကြတော့1200ဖြစ်တဲ့အတွက်ဒါလုံအောင် goal ပန်းနိုင်ရောက်သွားပြီဆိုတဲ့အသေးပဲမျိုးလေးဖြစ်တယ်ပေါ့เนาะအဲ့တော့အများကြီးဖြစ်သွားပြီเนาะအများကြီးဆိုပေမဲ့လေဒါတွေကအဲအမြဲတမ်းအသုံးဝင်နေမဲ့ pocket တွေဖြစ်တဲ့အတွက်တစ်ခေါက်ကျက်ပြီးသွားပြီဆိုရင်လည်းတစ်ခါတစ်ခါနားထောင်နေဖို့အတွက်ဒါအကြံပြုပါတယ်နောက်ထပ်ပိုင်းမှာပြန်တွေ့အောင်ပေါ့เนาะမပြီးသေးဘူးမပြီးသေးဘူးမပြီးသေးဘူးအများကြီးကြံသေးတယ်အဲ့တော့ ကြည့်အောင်မလားနဲနဲဝါရဲ့လို့ခန်းစားရရနော်စာချက်နေတဲ့သူတွေကဒါမဲ့လည်းရှေ့ဆက်သွားဖို့အတွက်လိုက်ခဲ့ပြပါအောင်လို့မြတ်တရားခံပါရယ်ကိုမလေးလည်းမျှော်နေနော်